စမ်းမယ်။ Okay ဒီရက်စီလက်ကနေကြိုးဆိုပါရစေ။ဒီပိတ်တွေအတွက်အိမ်မက်ဆိုးကြီးလာတော့မယ်။ဟုတ်ပါတယ်။ဒီပိတ်တွေအတွက်အိမ်မက်ဆိုးကြီးလာပါတော့မယ်။စက်ကားနဲ့ဆိုတော့နည်းနည်းတော့ကြာချင်းကြာလိမ့်မယ်။ဒါပေမဲ့နေပြည်တော်မှာရှိတဲ့အထူးကန့်သတ်ဆုံးနေပြီ Area 69ရဲ့တာဝန်ခံလည်းဖြစ်ဦးဆောင်တီထွင်သူလည်းဖြစ်တယ်။စိတ်ပံပညာရှင် Isaac ကတော့တက်ချုပ်ကြီးမင်းအောင်လှရဲ့ ဝေဥပုံသမရရုံခန်းထဲမှာပြည်တွင်းပြပသတင်းမီဒီယာများနဲ့တွေ့ဆုံစင်ပါပဲ။နောက်လာမဲ့တိုက်ပွဲများမှာအသုံးပြုသွားမယ်။တက်မတော်ရဲ့ဤပညာမြင့်ပစ္စည်းတွေကိုထုတ်ပြသွားခဲ့ပါတယ်။အဲ့ဒီထဲမှာမှာကျွန်တော်တို့မှတ်မှတ်ရရပစ္စည်းတွေကတော့တက်မတော်မှယခုလက်ရှိအသုံးပြုနေတဲ့ရိုးရိုးချင်းကြားများအစားဤပညာမြင့် smart ချင်းကြားဖြင့်စင်မြင့်တင်လိုက်ပါတယ်။ IP rating 69အဆင့်ရှိတဲ့အတွက်ဒီဆိုတန်ကိုခံနိုင်လာသည့်အပြင်ဒီအောက်ထဲမှာပါ သွားလာနိုင်တော့မှာပါ GPS ဘေးအင်မုတ်ပါလာတဲ့အတွက်ဒီနေရာကိုနောက်တန်းကချက်ချင်းသိရှိနိုင်ပြီး AI assistant မုတ်လည်းပါလာတဲ့အတွက်ဟေးအဘလို့ခေါ်လိုက်တာ ਨੇ ကိုသိကျင်တဲ့ information များကိုအတန်တက်ရှိရှိနဲ့မင်းနိုင်မှာဖြစ်ပါတယ်ဒါပြင် drone ကွန်ရက်ကိုအနောက်ရှက်ပေးနိုင်တဲ့နီးပညာ SOS မုတ်နီးပညာ ਨੇ လက်နက်ကြီးလွဲတဲ့စင်ဆာတွေပါပါလာပါတယ် D model ကိုတော့ smart changer 1လို့နာမည်ပေးထားပါတယ် တူတက်တဆင့်မြင့်နဲ့ Sweat Changer 1 Pro မှာတော့ Emergency Life Saving Mode Wide Flap ပါလာသည့်အတွက်အရေးပေါ်အခြေအနေမှာကိုယ့်အသက်ကိုကယ်တင်ပေးမှာဖြစ်ပြီး Bad Camera လည်းပါလာကအဲ့ဒီကင်မရာရဲ့ Megapixel ကတော့669 Megapixel ဖြစ်ပါလိမ့်အဲကျွန်တော်စမ်းကြည့်ရသလားမနက်ပိုင်းမှာတော့ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေကိုရပ်ယူနိုင်ပြီးညဘက်မှာတော့နည်းနည်း notch ထတာလေးတွေတွေ့ရတယ်ဗျဒါပေမဲ့ထူးခြားတာကနိုင်မုတ်ပါလာတဲ့အတွက်မစိုးဘူးလို့ပြောရမယ် Smart Changer 1 series ထဲမှာအမြင့်ဆုံး series လို့ပြောရမယ် Smart Changer 1 Pro Max မှာတော့အပေါ်က series နှစ်ခုစလုံးမှာပါတဲ့အရာတွေအားလုံးပါဝင်လာသည့်အပြင်နောက်ထပ်ပါဝင်လာတဲ့ feature တွေကတော့မိမိရဲ့ Smart Changer တွေကအထုပ်ပိုးတွေကြောင့်ကိုကမနိုင်တော့တဲ့အခါသို့မဟုတ်မိမိကိုယ်တိုင်ကဒီ Smart Changer ကြီးကအရန်လေးတယ်လို့ခံစားရတဲ့အခါနှိပ်ဖို့အတွက် Find My Porter ဆိုတဲ့ feature ပါဝင်လာမှာဖြစ်ပါတယ်။အရန်ကိုအသုံးမိတဲ့ feature တစ်ခုဖြစ်တဲ့အပြင် ဒါထက်ပိုပြီးအသုံးဝင်တဲ့ feature နောက်တစ်ခုလည်းဒီ series မှာပါဝင်လာပါတယ်။အဲဒီ feature ကဘာလဲဆိုတော့ခလုတ်လေးတစ်ခုပါ။အဲဒီခလုတ်ကဘယ်ချိန်မှနှက်ရမှာလဲဆိုတော့ကိုဘက်ကအဖက်ဖက်ရှုံးနေနေတဲ့အချိန်ရန်သူကကိုကိုပက်ပက်လေဝိုင်းရံပိတ်ဆို့ထားပြီးကိုကဖန်ဆီးခံရခံနေရင်အဲဒီခလုတ်ကိုနှိပ်လိုက်ရုံပါပဲ။အဲဒီခလုတ်ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ smart changer ကအလိုလျောက်ကျွင်းတူပေးပြီးကိုကိုအရှင်လက်လက်ညီမြုပ်တက်ပေးမှဖြစ်ပါတယ်။ ဒါကတော့ smart changer နဲ့ပတ်သက်တဲ့အချက်အလက်တွေဖြစ်ပြီးနောက်ထပ်မိတ်ဆက်သွားတဲ့နီးပညာမြင့်ပစ္စည်းကတော့ဂျုံတိုင်းကြည့်လိုက်ရင်တော့ကားတာယာနဲ့လှုပ်ထားတယ်လို့ထင်ရပေမဲ့တကယ်တကယ်မှာအင်မတန်တကူးကြီးလာတဲ့ဘိုးတော်ဖျားလက်ကိုယ်တိုင်ပုံလောင်းပူဇော်ခဲ့တဲ့တော်သားမှန်မှန်ပြောဆိုတဲ့မင်းကွန်ဆောင်းလောင်းကြီးရဲ့ခြေသားကိုအရေးကြိုပြီးတော့အဲဒီကြီးကထဲမှာထဲမြုပ်ချုပ်ထားတဲ့အတွက်တိတ်ပံပညာနဲ့တောင်ရှင်းပြလို့မရတဲ့ကာကွယ်မှုမျိုးကိုတွေ့နိုင်မှာဖြစ်ပါတယ် လက်တလောဆန်းသက်ချက်များရာတနက်ကြီးပါမကဒုံးကြီးမစ်ဆိုင်တန်တွေကိုပါခံနိုင်ပြီးနောက်လာမဲ့တိုက်ပွဲတွေမှာတပ်မတော်သားတွေအတွက်ဖော်ဖော်တည်တည်အသုံးပြုသွားမယ်လို့သိရှိရပါတယ်နောက်ထပ်မိတ်ဆက်သွားတဲ့ PC တွေကတော့ Smart Watch လိုနိုင်ရည်ဖြစ်ပြီးကိုကဘယ်ချိန်မှပြေးရမှာလဲပြီးတော့ကိုကဘယ်ချိန်မှသေမလဲဆိုတာပြသပေးပြီး Smart Boot ဆိုတဲ့ပုံမှန်ထက်နှစ်ဆအပြည့်မြန်တဲ့စစ်ဖက်ကိုလည်းမိတ်ဆက်သွားခဲ့ပါတယ်ကဲခင်ဗျားတို့ဆိုရင်ရော DPC ထဲမှာ ဘယ်ပစ္စည်းကိုအကျိုက်ဆုံးလဲဘယ်လိုမြင်လဲအောက်က comment ထဲမှာဝင်ရောက်ဆွေးနွေးညှိနှုံသွားလို့ရပါတယ်။ Okay နောက်နေ့မှတွေ့ကြတော့ပေါ့။တဲ့တွင်အမှန်တွေတင်ဆက်ပေးနေတယ်။ Be a stage star